တပတ်ပြည့်တဲ့အခါမှာတော့ဟန်ကျင်းဆိုတဲ့အုတ်ချုပ်ရည်ပိုင်းစည်ရည်အရာရှိရောက်ရှိလာပြီးနဆိုးစစ်သူကြီးအမိတ်အရာတက်မှုဝံကိုလာရောက်ခေါ်ဆောင်လာဖြစ်ကြောင်းရှောက်တင်လာပါတယ်။ဝလင်းရဲ့အတွေ့ထဲမှာတော့ဒီလူရဲ့ခွန်အားကထူးဆန်းတဲ့ငါသူ့ခွန်အားကိုမစစ်ဆေးနိုင်ဘူး။သူပြောတာကိုလေးစားလိုက်နိုင်ုံပဲဆိုပြီးသူဟာဝလင်းဖြစ်ကြောင်းအမတ်သားပြားကိုထုတ်ပြလိုက်တဲ့အခါကျမှဟန်ကျင်းကဒီနေရာကူးပြောင်းခြင်းစစ်တုံးစီရင်တစ်ခုဖန်တီးအုံပြုလိုက်ပြီးဝလင်းတို့၃ယောက်ကိုတသားတသောင်းရှိနေတဲ့တမ်မနီချက်ဝတ်နဆိုးတဲ့စခန်းစီခေါ်ဆောင်သွားခဲ့ပါတော့တယ်။ အစီရင်ကနေတဆင့်စင်မင်းတစ်ခုအလေကိုသူတို့ရောက်လာကြတဲ့အခါတသားတထောင်လုံးရဲ့စူပေါင်းဆွမ်းအားတွေကြောင့်ပဝင်းကျင်တစ်ခုလုံးအရှိန်အဝါတွေရုတ်တရက်ပြင်းထန်လာခဲ့ရပြီးရှီဆန်းတဲ့ဟူဖောင်တို့ကရင်ရင်သွားကြရပေမဲ့ဝက်လင်းကသူ့ဆွမ်းအားထုတ်ဖို့ရင်ရုံရင်ကြမ်းတမ်းတဲ့တပ်ဖွဲ့အရှိန်အဝါကြီးကိုပယ်ဖျက်ပေးလိုက်ရပါတယ်။ဒူကောင်းဆောင်တမှုဖြစ်တဲ့စစ်မာရန်ဘယောင်းနေတယ်လဲလို့ဟန်ချင်းမေးလိုက်တော့ဘေးဖယ်သွားကြတဲ့တသားတွေကြားကနေနဆိုးသားရဲ့စည်းနှင်ပြီးဝက်လင်းတို့ရှေ့မောက်ကိုပမာမခန့်ပုံစံမျိုးနဲ့လူလုံးထွက်ပြလာခဲ့တာကြောင့်တိုက်ခိုက်ဖို့ပြင်ဆင်လိုက်တဲ့နှစ်ယောက်ကိုဝက်လင်းလက်ကထားလိုက်ရပါတယ်။ ဒုကောင်းဆောင်စစ်မှဒီလူကနဆိုးစစ်သူကြီးအမိန့်နဲ့ဒီကိုတောင်းအပြောင်းရွှေ့ခံရတဲ့ဝက်လင်းလို့ခေါ်ရဲဆိုပြီးဟန်ချင်းမိတ်ဆက်ခိုင်းလိုက်တဲ့အခါစစ်မာရန်လဲဒေါသတွေကိုဖုံးကွယ်ရင်းနာမည်နဲ့ယာရုပြောပြကနှုတ်ဆက်လိုက်ရပါတယ်။ဝက်လင်းကသူတို့တွေ့ဖူးပြီးသားဖြစ်ကြောင်းအတိတ်ပဲရှိစွာပြန်ပြောလိုက်တဲ့အတွက်ဟန်ချင်းလဲအတိမိတ်ဆွေတွေဖြစ်နေရင်ပိုကောင်းသေးတယ်ဆိုပြီးဒီနေရာမှာသူ့တာဝန်ပြီးမြောက်သွားပြီဖြစ်လို့နဆိုးစစ်သူကြီးထံမှာတွားရောက်စီရင်ခံပါတော့တယ်။ အဲ့ဒီနောက်စစ်မာယန်ကမဟူယာတပ်ဖွဲ့မှဒဏ်ရာရနေတဲ့တပ်သား၃ယောက်ကလွယ်ပြီးလူအလုံးရောက်နေကြောင်းတပ်ဖွဲ့အင်အားကိုရှင်းပြပေးလာတဲ့အခါဝက်လင်းကတပ်သားတွေကိုတန်းဖြုတ်ခိုင်းလိုက်ပေမဲ့သူ့အမိန့်ကိုရှိတယ်လို့တောင်သဘောမထားကြပဲပိကက်ကက်ဆက်ရက်နေကြပါတယ်။စစ်မာယန်ကတစ်ချက်လောင်ပြုံးလိုက်ပြီးတန်းဖြုတ်လို့အမိန့်ပေးလိုက်တဲ့အခါကျမှအသီးသီးနောက်ဆုတ်သွားကြပြီးဒီနေရာမှာဘသူကဩဇာအာဏာရှိတယ်လဲဆိုတာမြင်အောင်ထုတ်ပြပေးနေပါပြီ။ ဝဲလင်းကတော့အမှုရာတိငိမ့်နေလျက်ရှိပြီးစစ်မာယံကိုတစ်ချက်လက်ကြည့်ပြီးတာနဲ့စစ်တန်းလျားကိုထွက်သွားလိုက်တဲ့အခါတသားတချို့ကဝဲလင်းကိုမထီမဲ့မြင်ကြည့်နေကြပြီးသူ့လိုမျိုးပါမဟုတ်တဲ့လူကသူတို့တက်မှုမဖြစ်လာတဲ့ကြောင်းယာရုကနေနှုတ်ထွက်လိုက်တဲ့ဆိုပြီးမကြားကြအောင်ပြောဆိုအတင်းတုံနေကြပါတယ်စစ်မာယံကလည်းခေါင်းဆောင်တမှုယာရုဟာသူ့ပိုင်တမတ်ထားပြီးပြီဖြစ်လို့ဒီနေရာမှာဘလောက်ကြအောင်တောင်းခံထားနိုင်မလဲဆိုပြီးကျင်းနဲ့စွာလောင်ရည်နေခဲ့ပါတော့တယ် ။အိမ်တော်ဘက်သွားတဲ့အခါဒီနေရာကခေါင်းဆောင်စစ်မှနေထိုင်တဲ့နေရာဖြစ်လို့မဆိုင်သူဝင်ရောက်ခွင့်မရှိဘူးဆိုပြီးတားဆီးထားကြတဲ့တပ်သားနှစ်ယောက်ကဒူခေါင်းဆောင်လန်တိုင်ကိုညွန်ပြပေးလိုက်ကြပါတယ်။တိမခန့်နိုင်တဲ့ဟူဖောင်ကတိုက်ဖို့ပြင်လိုက်ပေမဲ့ဝလင်းကတက်မှုနေရာမဲ့နေရာကဘယ်နေရာမှာလဲဆိုပြီးတင်းငိမ့်စွာမေးလိုက်ပါတယ်။ဟိုနေရာပဲဆိုပြီးသူတို့ညွန်ပြတဲ့နေရာကကြောက်တုံးပုံကြီးကိုအလန်ဆိုင်ထူပေးထားတာဖြစ်လို့ရှီဆန်းတောင်ဒီကောင်တွေရဲ့မယိုင်းလုံးနဲ့အပြုတ်မှုတွေကိုဆက်လက်မသိခံနိုင်တော့ပါဘူး ရှီဆန်းကဘိုးဘေးသူတို့ရဲ့လောရက်ကအရင်ရင်ဆိုင်လွန်းတဲ့အပြင်ကျွန်တော်တို့အပေါ်လေးစားမှုလည်းမရှိဘူးသူတို့တွေအတိတ်တရားရအောင်သင်ခန်းစာပေးတင်တယ်လို့မချေမနှက်ပြောလာတဲ့အတွက်ဝမ်လင်းကဘာမှမဖြစ်တယ်လို့မြေကြီးပေါ်မှာထိုင်ချလိုက်ပြီးမင်းတို့နှစ်ယောက်စစ်တပ်စည်းမျဉ်းတွေကိုကျက်ပြီးပြီလားလို့ပြန်မေးလိုက်ပါတယ်ဒီစကားကြတော့သူတို့နှစ်ယောက်လုံးထိုင်ချလိုက်ကြပြီးစစ်တပ်စည်းမျဉ်းတွေကိုကျက်မှတ်ကြတယ်လို့ဝမ်လင်းလည်းအတူတူပဲကျက်မှတ်နေခဲ့ပါတယ် တက်သားတယောက်ကအမိန့်ကိုမနာခံရင်တက်စုကောင်းဆောင်ရဲ့အမဖြစ်ပြီးတက်သားတထောင်လုံးကအမိန့်ကိုမနာခံရင်တက်မှုကောင်းဆောင်ရဲ့အမဖြစ်တာကြောင့်ဝလင်းနေနဲ့မစင်မချင်လုံးမိလိုက်ရင်ယာရုကနေထုတ်ဖယ်ပြစ်ဖို့သူတို့ဘက်မှအခွင့်အရေးရသွားနိုင်ပါတယ်။အဲ့ဒီတော့တက်သားတွေကိုမန်ဆွေချိုးပြစ်ပြီးယာရုအာနာကိုလည်းဆက်ထိန်ထားခြင်းတယ်ဆိုရင်အလင်းလုံးမလုဆောင်တဲ့ပဲစီးမြင့်ပေါင်တွင်းကနေအချင်းယူကြံစီရမှဖြစ်တယ်ဆိုပြီးဝလင်းအကြံထုတ်နေလိုက်ပါတော့တယ်။ရင်းနေငယ်ကြတဲ့အထိဝလင်းကလက်ရှိနေရာလေးမှာပဲတင်းငိမ့်စွာရှိနေသေးတာကြောင့်စစ်မာရန်လည်းတက်စုမှုတွေကိုခေါ်တွေ့ရပါပြီ။ တက်မှုတွေကကြင်ကြံမှုအစင်ကားနဲ့ညီမျှတဲ့သူတက်မှုစွင်းကဝက်လင်းဆိုတဲ့သူကဘာမှပြန်တိုက်ရဲခြင်းမရှိတဲ့တာမန်လူတယောက်ဖြစ်လို့ဘယ်ချိန်မဆိုတက်ပြစ်နိုင်တယ်ဆိုပြီးအရင်ဦးဆုံးပြောပါတယ်။ဒါပေမဲ့ဝန်ဆန်းဆိုတဲ့တက်မှုကတော့မင်းပြောတာကအတိတ်ပဲမရှိဘူး။ဝက်လင်းကလဝဲစစ်သူကြီးရဲ့အထူးခွင့်ပြုချက်ရထားတာ။သူကတာမန်လူမဖြစ်နိုင်ဘူးဆိုပြီးပြန်ပြောလိုက်ရကနေစကားများကြားရပြန်လို့စစ်မာရန်လည်းငင်းခုန်မနေကြနဲ့ဆိုကရံပွဲရက်ပြစ်လိုက်ရပါတယ်။တက်မှုစွင်းရဲ့စိတ်ထဲမှာတော့ ဒူကောင်းဆောင်စစ်မာကနဆိုးစစ်သူကြီးအမိန်ကြောင့်အခြေအနေစောင့်ကြည့်နေတာဖြစ်လို့ဝက်လင်းဆိုးတဲ့လူကိုမဆန့်ကျင်ရတာဖြစ်လိမ့်မယ်ဝက်လင်းဆိုးတဲ့သူကအရေးချင်းမရှိတဲ့လူတယောက်ပဲငါသာသူ့ကိုတတ်နိုင်ရင်တမူးစစ်မာစီကနေဆုလက်ချင်းမြင့်ခံရလိမ့်မယ်ဆိုပြီးကိုသိမဲ့တွင်ကိုစတင်ဒူးမိလိုက်ပါတော့တယ်မနေ့ရောက်တော့တမူးစွင်းကတတားတစုခေါ်လာပြီးဝက်လင်းရှေ့ပိတ်ရက်လိုက်ကြပါတယ်ခေါင်းဆောင်ဝန်ခင်မားကစိတ်တဘောထားကြည့်ပြီးအရန်တိခံတက်တာပဲဆိုပြီးဒရွေးတစ်ချက်ကောက်ထွေးလိုက်လို့ရှီစန်းတို့ဒေါသထွက်သွားကြရပါပြီ ဝလင်းကတင်းငိမ့်စွာတားဆီးထားတဲ့အတွက်တမူးဆွင်းကသူထင်ထားသလိုမျိုးအသုံးမချတဲ့သူအရန်တိခန့်တလွန်နဲ့အမိုက်ကောင်ဆိုပြီးဆေးရည်တိုင်းထွာပြစ်လိုက်တဲ့အခါကျမှဝလင်းရဲ့တင်းငိမ့်တဲ့မျက်နှာပေါ်မှာအပြုံးတစ်ခုပေါ်ထွက်လာခဲ့ပါတော့တယ်။တမူးဆွင်းမင်းမပြောလိုက်တာလဲဆိုပြီးဝလင်းထက်မိတဲ့အခါအသုံးမချတဲ့အမိုက်ကောင်ဆိုပြီးထက်ပြောလိုက်ပေမဲ့စကားပြီးအောင်မပြောလိုက်ရသေးခင်မှာပဲဝလင်းရဲ့လက်မျိုးဖမ်းချုပ်ချင်းခံလိုက်ရပါတယ်။ တမူးကိုလွတ်လိုက်ဆန်းဆိုပြီးတပ်သားတွေဝင်းရံလာကြတဲ့အခါဝလင်းကကောင်းကင်နဲ့စိုးတက်နေမြေရဲ့စီးမြင်အမတ်ရှိဆိုပြီးပြောတော့ရှီဆန်းကတက်နေမြေထဲမှာခေါင်းဆောင်ဖြစ်သူပေါ်မောင်းမာရိုင်းဆိုင်နဲ့ဘသူမဆိုပုံကံမှုအဖြစ်သက်မှတ်တာမို့ချွင်းချက်မရှိခေါင်းဖြတ်သက်ခွင့်ရှိတယ်ဆိုပြီးထုတ်ပြောလိုက်ပြီးဆိုတာနဲ့တမူးဆွင်လေလုံးရဲလားဆိုတဲ့စကားနဲ့အတူခေါင်းတစ်ခုလုံးချင်းမောဖြက်စီးခံလိုက်ရပါတော့တယ် နဆိုးဆွမ်းအင်တွေဆုပ်ယူပစ်လိုက်တဲ့အခါကျန်တဲ့တပ်သားတွေကလဆားချေဖို့လှုပ်လာကြလို့ဝလင်းကမင်းတို့အားလုံးအယမ်းမိုက်မဲတာပဲလို့တွေးပြီးဆွမ်းအားနှဲငယ်အုံပြုကသူတို့အားလုံးကိုဖမ်းချုပ်ထားလိုက်ပြီးအပေါ်ဘက်မှာတပ်ဖို့မြောက်တင်ထားလိုက်ပါတယ်။ဒီအချိန်စစ်မာရန်တို့ရောက်ရှိလာပြီးသူ့တပ်သားတွေကို ထိခိုက်အောင်လုပ်ရတဲ့အထိအတင်းရဲနေလိုက်တာဆိုကတပ်သားတွေကိုစူပေါင်းတိုက်ခိုင်းပေမဲ့မလုပ်ရတာဘာမှမရှိသူကတော့ဒါစီးနေတဲ့ကြားကလူတိုင်းကိုဖိညစ်သက်ဖြစ်ပစ်လိုက်ပါတော့တယ်။ စွမ်းအင်တွေထက်ဆုပ်ယူပြီးတာနဲ့မင်းတို့ကောင်တွေကရောအထက်လူကြီးကိုပြစ်မှားခြင်းနေကြတာလားဆိုပြီးအေးဆက်ဆော်မေးလိုက်တော့တက်သားတွေလည်းကြောက်ထူးတုန်နေကြရပါပြီစစ်မာယန်ကတက်စုမှုနဲ့တက်သားတွေကိုတက်ပစ်ခဲ့တာကြောင့်အေးအေးယူမဲ့ပြောတော့ကောင်းကင်နဲ့ဆိုစစ်တပ်ရဲ့စီးမင်းဆက်သုံးခုမြောက်ကိုရှီဆန်းကိုရွတ်ပြခိုင်းလိုက်တဲ့အခါတက်စခန်းကိုလိန်လဲလဲဖြားဝင်းရံတာမျိုးပြုတ်လုပြီးအထက်လူကြီးကိစ္စကိုဝင်ဆက်ဖက်ရဲတဲ့ဆိုရင်အသက်ရှူချိန်၁၀ချိန်ခန့်အတွင်းမှာနောက်မဆုတ်သူတိုင်းကိုတက်ပစ်လို့ရတယ်ဆိုပြီးအော်ပြောလိုက်ပါတယ် ဝင်းလင်းကအချိန်ကြီးအတွက်ခိုင်းလိုက်တဲ့အခါတက်စုကောင်းဆောင်တွေလည်းတကယ်လို့တော့မလားဆိုပြီးအသေးထိပ်သွားကြရတယ်လို့တံပူဆွင့်ရဲ့သွေးတန်ရဲ့ရဲ့အလောင်းကြီးကလည်းတက်တေတာတကားဖြစ်နေတာကြောင့်အချိန်မကုန်ခင်မှာပဲစစ်မာရန်ကအနောက်ဆုတ်ခိုင်းလိုက်ရပါတယ်။အလွဲတကူအလျှော့ပေးလိုက်တာမဟုတ်ပဲစီးရဲရရှိချုပ်ကိုအ мян တရင်ပို့လိုက်တာဖြစ်လို့ဟန်ချင်းလည်းဒီနေရာရောက်ရှိလာခဲ့ပြီးစစ်မာရန်ကိုအကျိုးအကြောင်းမေးတော့တက်မှုဝန်ကတက်သားတချို့ကိုအကြောင်းအရင်းမရှိတက်ဖြတ်ခဲ့ပါတယ်ဆိုပြီးရှောက်တင်တဲ့အခါတက်တေရှိလာဆိုပြီးပြန်မေးလာပါတယ်။ တသားတသောင်းနဲ့အတူတည်ဆုံးနေတဲ့အလောင်းတွေကတက်သေးတွေဖြစ်တယ်ဆိုပြီးပြောတော့ဟန်ဂျင်းကဘလို့ဖြစ်ခဲ့တာလဲဆိုပြီးဝလင်းပက်လက်မိတဲ့အခါတဖက်သက်လီဆယ်ရှောက်တင်မှုတွေဆိုပြီးချိုးတင်ပြင်ဆင်ထားတဲ့ရုပ်တံဖန်ကြောက်စိမ့်ပြားတစ်ခုကိုထုတ်ပေးလိုက်ပါတော့တယ်ဟန်ဂျင်းစစ်စစ်ကြည့်ပြီးတဲ့အခါအထက်ရရှိပေါ်မောက်မာရိုင်းဆိုင်ရင်ချွင်းချက်မရှိသေးရမယ်ဆိုပြီးဒီပြဿနာတွေအကုန်လုံးကိုနဆိုးစစ်သူကြီးထံသွားရောက်တင်ပြရမယ်ဆိုကစစ်မာရန်ကိုတစ်ချက်တည်းပေးပြီးတာနဲ့ထွက်ခွာသွားပါတော့တယ် ဒေါသထွက်နေတဲ့သူကသူဟာတသားတသောင်းဥဆောင်ပြီးယာရုအာနာတိဆောက်ခဲ့ပေမဲ့အပြင်လူတယောက်ကသူ့ကောင်းပေါ် တက်ထိုင်နေပြီဆိုပြီးအရှိန်ဝါထုတ်ဖို့ရင်ဝလင်းပက်လက်လိုက်ပြီဆိုတာနဲ့ဝလင်းကလည်းအကြီးတစ်ချက်နဲ့အရှိန်ဝါဖီအာအောင်ကောက်ဖိပစ်ပေးလိုက်ပါတော့တယ်။သူ့ကောင်းဆောင်စစ်မှစစ်တအုပ်ချုပ်တဲ့လမ်းစစ်မှတာဝန်နဲ့ကိုရီးကိုတာကိုခွဲခြားထားဖို့လိုအပ်တယ်။တာဝန်ကိုပြီးမြောက်အောင်ထပ်ဆောင်ရပြီးတက်သားချင်းလည်းရန်ဖြစ်တာမျိုးမရှိစေရသလိုမလိုအပ်တဲ့နေရာမှာလည်းတတိထုံမပြရဘူး။ ဒါကိုတေချာနားလဲအောင်လုပ်ထားဆိုပြီးဖိအားထက်တိုးပေးလိုက်တာကြောင့်စစ်မာရန်လည်းတေချာမှတ်သားထားပါမယ်ဆိုပြီးအသက်ချမ်းသာပေးဖို့အငြင်းခံလိုက်ရပါတော့တယ်။ဝမ်လင်းကဖိအားပြန်ရုပ်သိမ်းပေးလိုက်ပြီးမင်းစီမှာသူနဲ့ရှင်ပြိုင်ဖို့အရေးချင်းမပြည့်မီဘူးဆိုပြီးဝမ်လင်းထွက်သွားတဲ့အခါမှာတော့တဆုမှုတွေအပါဝင်နဆိုးတက်တာတထောင်လုံးကအကျွေးမဲ့ဆွမ်းအားရှိမောက်မှနာခံမှုရှိသွားခဲ့ကြပါတော့တယ်။ဝမ်လင်းကစခန်းတစ်ခုတိစောက်လိုက်ပြီးဒီနေရာကိုရှင်းခိုင်းမိတာနဲ့လူတိုင်းထွက်သွားခိုင်းလိုက်တဲ့အချိန်တစ်ဖက်မှာလည်းရောင်ရှင်းရတဲ့တယောက် အစည်းရင်တစ်ခုအတွင်းကနေအောင်မြင်ခြင်းမရှိဘဲပြန်ထွက်ပေါ်လာခဲ့ပါတယ်။သူမစီမှာသွေးဝိညာဉ်စေးလုံးရှိနေလို့ဒါမဟုတ်ရင်၄ချိန်လောက်တည်ဆုံးပြီးနေလောက်ပါပြီ။ဒီဘက်မှာလည်းအချိန်မလုံလောက်တော့တယ်လို့အဖေဖြစ်သူစီကိုလည်းတရင်ပြန်ပို့ပေးရအောင်မှဖြစ်လို့သူမကိစ္စအောင်မြင်ခြင်းရင်တားမြစ်ချက်အစည်းရင်ကျွမ်းကျင်တဲ့လူတယောက်အကူအညီကိုတောင်းယူဖို့လိုအပ်နေပါတယ်။တားမြစ်ချက်ကျွမ်းကျင်သူကဘေးနားကနေအကူအညီပေးနိုင်မယ်ဆိုရင်တစ်ချိန်တည်းအောင်မြင်သွားနိုင်တယ်လို့အဲ့လိုမျိုးကျွမ်းကျင်တဲ့လူဆိုရင်လည်းဒီနေရာမှာဝက်လင်းတယောက်တည်းကိုသာပြင်းပြမိလိုက်ရင်ကဒီအပိုင်းလဲပြီးဆုံးသွားခဲ့ပါတော့တယ်။ ကြည့်ပြီးသွားလို့ကြိုက်နှစ်သက်တယ်ဆိုရင်တော့ like နှိပ်ပေးခဲ့ကြပါဦးဒီအပိုင်းကဒီမှာပြီးဆုံးသွားပြီဖြစ်လို့နောက်တစ်ပတ်အပိုင်းတစ်ချက်မှတစ်ခါပြန်တွေ့ကြပါမယ်